ိသတ်များမင်္ဂလာပါရှင်။ဒီဗီဒီယိုမှာတော့စူရင်သတင်းစာနဲ့စာရေးဆရာတဦးဖြစ်တဲ့မာတီလင်နာရဲ့ Outrage Burma Struggle for Democracy ဒေါမန်ဟုံးဗမာပြည်ဒီမိုကရေစီတိုက်ပွဲ အခမ်းနဲ့ချွေပြည်တော်ရဲ့စတုဒ္ဓပိုင်းကို နားဆင်ရမှာဖြစ်ပါတယ်ရှင်။1956ခုနှစ်တွင်ကျင်းပသောဒုတိယကြိမ်ကြီလုံးကျိုအထွေထွေရွေးကောက်ပွဲတွင် မြန်မာပြည်ဒီမိုကရေစီအားမှတ်ကြောက်တင်အစမ်းသက်ခံခဲ့ရသည်ပထမအကြိမ်အထွေထွေရွေးကောက်ပွဲကိုကျင်းလက်ဒေသများ၌ပြည်တွင်းစစ်ဖြစ်ပွားနေခြင်း1952ခုနှစ်တွင်ကျင်းပခဲ့သည်လက်ဝဲအဖွဲ့အစည်းများသည်မြန်မာပြည်အလုံသမားနှင့်တောင်တူလယ်သမားပါတီအဓိက ပါဝင်သော ပြည်အောင်စုမြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးတပ်ပေါင်းစုပမညတအောင်လံအောက်တွင် စုစည်းကြပြီးဖာစာပလာနှင့် ရှင်ပြိုင်ကြသည် အတိုက်ခံများသည် မမျော်လင့်ပဲလွတ်တော်အမတ်နေရာ250အနက်58နေရာကိုရရှိက36.9000လိုင်းနှုန်းမဲရရှိပြီးအောင်ပွဲဆင်ခဲ့ကြသည်ဒေသဆိုင်ရာပါတီတချို့၏ထောက်ခံမှုကိုလည်းရရှိခဲ့သည်ပါဇာပါလာမှာအများစုဖြစ်သေးတော်လဲရင်းရည်အတွက်မှာ1950ခုတွင်ရရှိခဲ့သော အမတ်ဦးရေ200ခန့်မှ183နေရာတို့၎င်း60ရာခိုင်နှုန်းမှ55ရာခိုင်နှုန်းတို့၎င်းရောကြခဲ့သည် ဤစည်ရင်မှာမဆာပါလာနဲ့၎င်းအားထောက်ခံသောမဟာမိတ်ပါတီများအပါအဝင်စည်ရင်ဖြစ်သည်။ကြံရှိသောအမတ်နေရာများကိုတတိပုဂ္ဂလများနဲ့ဒေသဆိုင်ရာပါတီငယ်များကရရှိခဲ့ကြသည်။ဤဆုံးရှုံးမှုမှာမဆာပါလာတို့ကပြဿနာမဟုတ်ချေ။သို့သော၎င်းသည်တိဘနိုင်ငံတချို့ကိုပြည်တွင်းရေး၌ဝင်ရှုပ်သည်ဟုဆွဆွဲလိုက်ခြင်းကြောင့်ပြဿနာပေါ်လာခဲ့သည်။စမ်းစစ်ဝေဖန်သူများကအစ်စ်ပေါ်လာသောပမာညာတာကို ရန်ကုန်မြို့ရှိဆိုဗီယက်နဲ့တရုတ်တန်ယုံများကငွေကြေးထောက်ပံ့ခဲ့ကြောင်းဆွဆွဲကြသည်ပြီးဆွဆွဲချက်မမမမသိရတော့လဲဥနုသည်ဝင်းကြီးရောက်ရာထူးမှခိတ္တအနားယူကဟစာပါလာအားတပန်နုပြူလာစေရန်စ조사ရတော့သည်1956ခုနှစ်ဇွန်လတွင်မမပြေဆိုရှယ်လစ်ပါတီခေါင်းဆောင်ဥပဆွေမှဝင်းကြီးချုပ်အသည့်ဖြစ်လာခဲ့သည် ုနုဝင်ကြီးချုပ်ရာတို့ကိုပြန်လည်ရယူတော့1958ခုတွင် အချိန်များ တိတိတသာပြောင်းလဲခဲ့သည်။တမတော်သည်အစိုးရအားကာကွယ်စောင့်ရှောက်သောအဖွဲ့အစည်းတရအဖြစ်မှ အလေးထားရသော နိုင်ငံရေးအင်အားအဖြစ်သို့ပြောင်းလဲခဲ့ပြီးဖြစ်သည်။1950ခုအလဲပိုင်းနှစ်များတွင်တမတော်သည်၎င်း၏ policy များကိုချမှတ်ခဲ့သည်။သူ policy မှာအင်ဒိုနီးရှားတမတော်၏ဒွိဖန်စီဟုခေါ်သောတောင်ဝန်၂ရက်ဟူသည့်မူနှင့်စင်တူပေသည် ထုံမူရတမတော်တွင် ကာကွယ်ရေးနှင့်လူမှုနိုင်ငံရေးတာဝန်နှစ်ရပ်စလုံးရှိနေပြီအမျိုးသားနိုင်ငံရေး ideology နှင့်တမတော်၏အခမ်းအကဏ္ဍအမည်ရှိသောစာတမ်းသည်အစိုးရ၏ပိုင်နိုင်သောခေါင်းဆောင်မှုနှင့်တမတော်၏ပြည်သားသောအတိတ်တန်တို့ကြောင့်စိတ်အားမှန်ပြန်လည်နှိုးကြွားလာကြောင်းညွှန်းဆိုဖော်ပြထားသည်ဆဂိုစလိုဗာကီးယားနိုင်ငံမှာထင်ရှားသောမြန်မာပြည်ရေးရာလေလာသူမတ်စ်ဝါဒီဂျန်ဗဂါဒီ 1982ခုတုန်းအတွဲ49အရှိတိုင်းမှတ်တမ်းကြာနေ၌အောက်ပါအတိုင်းရေးသားခဲ့သည်ရင်းကာလတွင်ရင်းကာလဆိုသည်မှာ1950ခုအလဲပိုင်းနှစ်များကိုဆိုလိုသည်ရင်းကာလတွင်စစ်ရာရှိများအတွင်း၌နိုင်ငံရေးနှင့်ဝါဒရေးရာစာပေများကိုကြကြပြန့်ပြန့်ဖြန့်ချီလာခဲ့သည်ဤဒီမှာတက်မတော်မှနိုင်ငံရေးကတင်ရှင်အခမ်းကဏ္ဍကိုယူနိုင်စေရန်ပြင်ဆင်ခြင်းပင်ဖြစ်သည်။ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပြည်သူအကြားထင်ရှားသောပုံကိုတူဤနိုင်ငံရေးနှင့်လူမှုရေးတိုက်ခါတို့ကိုတိုင်းတာတတ်မှတ်ရာတွင်တော်လှန်ရေး၌ဖြစ်စေစစ်တွင်းအမျိုးသားတပ်မတော်၌ဖြစ်စေ၎င်းပုံကိုဤဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့မှုအပေါ်တွင်တည်ပြီးသို့ဖြစ်ရာတပ်မတော်ကိုခေါင်းဆောင်ခဲ့သူများသည်သူတို့ကိုသူတို့စစ်ပီးကာလခေါင်းဆောင်တင်များအဖြစ်ခံယူကြသည်နှင့်အညီနိုင်ငံ၏ကံကြမ္မာကိုဆုံးဖြတ်ရာကဏ္ဍတွင်လည်း၎င်းတို့ပါဝင်ဆောင်ရွက်ပိုင်ခွင့်ရှိသည်ဟုပြောဆိုလာကြသည် ဤသို့ဆိုသည့်တိုင်တမရော်ကို၌ကတိတိတတ်တာပြောင်းလဲမှုများကိုကြုံတွေ့ခဲ့ရသည် တမရော်ကိုစတင်ထူထောင်သည့်ရဲဘော်သုံးချက်ဝင်အများစုမှစီးပွားရေးသို့မဟုတ်နိုင်ငံရေးနယ်ပယ်သို့ဝင်ရောက်ခဲ့ကြသည်တချို့မှာတန်မှတ်ဖြစ်နေပြီးတချို့မှာတေဆုံးခဲ့ကြပြီတချို့မှာ မထင်မရှားပျောက်ကွယ်သွားကြပြီဘိုလက်ရာမှာအဆုတ်ရောဂါခံစားနေရသည်ဘိုစီယာဘိုရဲထွန်းနဲ့ဘိုရအောင်တို့မှာ မမာပြည်ကွန်မြူနတီပါတီ CPB တို့ဝင်၍တောခိုသွားခဲ့ကြသည် စေတွင်းတွင် PIA PDA PNA PBS ဆသောတက်မတော်တို့၏တက်မှုများအနက်မှဒုတိယအထုတက်မှုများဖြစ်ကြသောဘုံမှုကြီးအောင်ကြီးဘုံမှုကျုံမောင်မောင်ဘုံမှုကျုံတင်ဖေနှင့်အချုပ်မှစစ်တပ်ကိုဦးစီးလာခဲ့ကြသည်သူတို့အများစုမှာမမာပြည်ဆိုရှယ်လစ်ပါတီ PSP နှင့်နှိမ့်ဆက်သူများဖြစ်ကြသည် ဆိုရှယ်လစ်ဈေးရောင်ကိုချေမုံလိုက်တော့လဲတမတော်သည်တရားဆိုင်ဝေယုံကိုခြုံပြီးစစ်ပွဲရေးနယ်မြေသို့ဝင်ရောက်လာသည်အကောင်းဆုံးနိုင်ငံသားကုန်ပစ္စည်းဆိုင်ရိုးရန်ကိုကုမ္ပဏီအစ်စကော့ဘန်ကိုဝယ်ယူပြီးဖွင့်လှစ်လိုက်တော့အင်းဝဘန်အရှိအရှာကုမ္ပဏီကိုဝယ်ယူအမည်ပြောင်းဖွင့်လှစ်လိုက်တော့ ဘာမအာရှကုမ္ပဏီနဲ့ကုမ္ပဏီများအလုံးတွင် အကောင်းဆုံးစီဝါဖြစ်မည်ပင်လယ်ကူးကုန်သင်းမောခွနစီးပါရှိသည့်ဗမာကျန်၅ဘွင့်သင်းမောကုမ္ပဏီတို့ကိုစစ်တပ်မှပိုင်ဆိုင်ချုပ်ကန်ထားခဲ့သည်တမတော်သည်1955ခုနှစ်တွင်၎င်းတို့၏ကိုပိုင်စီဝါရေးတို့မှအမြတ်ဆုံးများဖြင့်အင်္ဂလိပ်ဘာသာဂါရီယန်သတင်းစာကိုထူထောင်ကာသူတို့၏သဘောထားများကိုပြည်သူများထံတင်ပြခဲ့သည် ရင်းသတင်းစာတိုက်ကိုဦးအောင်ကြီးနဲ့ဒေါက်တာမောင်မောင်တို့ကတာဝန်ယူလောက်ကင်ခဲ့ကြသည်ဒေါက်တာမောင်မောင်မှာစစ်တပ်အရာရှိဟောင်းတဦးဖြစ်ပြီးနောင်တွင်ရှေ့နေတဲ့သမိုင်းသူတေတီတဦးဖြစ်လာသူဝင်အဲ့ဒီတောင်မှမြမပြည်တွင်ယူသေးလေးစားချင်းခံရသောထိတ်သေးသတင်းစာဆရာများအနက်မှတဦးဖြစ်သူဦးစိန်ဝင်းဖြစ်သည်ပထမအတော့ဖြစ်သောအရာရှိများထဲမှဘိုးနေဝင်းနှင့်ဘိုးကျော်သောတို့သာတမတော်၌တာဝန်ထမ်းဆောင်လျက်ရှိသည်ဘိုးကျော်သောမှာ ဘူနေဝင်းနှင့်အပြိုင်တက်မတော်အပေါ်ဩဇာညောင်းသူဖြစ်ပြီး KMT များအားအောင်မြင်စွာထိုးစစ်ဆင်တိုက်ခိုက်နိုင်ခဲ့မှုကြောင့်လူသိများလာသူလည်းဖြစ်သည်1956ခုနှစ်တွင်အထက်မြန်မာပြည်တလော၌ CPB တို့ကိုအပြတ်ချိန်မုံရန်အောင်မာကစစ်ဆင်ရေးကိုဆင်နွှဲခဲ့သည်ဂျင်းထိုးစစ်အတွင်း CVB စကမ်းတစ်ခုကိုသိမ့်မိရ၌တမတော်၏ရှုဝတ်ဆာရွက်စာတန်းတို့တွေ့ရှိခဲ့ရသည် က်တဲ့တာရကနဲ့တိုင်းရိုက်ဆက်သွယ်မှုတို့ကို မတွေ့ရှိမတင်ပြနိုင်တော့လဲဘိုးကျော်သောဟူသာသတင်းပေးတစ္ဆက်ဖောက်ဟုဆွဆွဲခဲ့ကြသည်ပြည်သူများမှာအံ့ဩတွေဝေသွားကြပြီးယုံထင်ကြောင်ထင်ဖြစ်ရတော့သည်မြည်တို့ဖြစ်စေဘိုးကျော်သောကို တမတော်မှထုတ်ပေကဖမ်းဆီးထိန်ချုပ်ထားလိုက်ကြသည်1958ခုနှစ်တွင် စွဲချက်ကိုတက်တည်ပြန်ရန် ခိုင်လုံသောတက်တည်တာရကတစ်ခုမှမရရှိသဖြင့်ဘိုးကျော်သောအာအကျင်းထောင်မှလွတ်လိုက်သည် ။သို့သောသူ၏စစ်မှုထမ်းဘဝကပျက်စီးသွားခဲ့လေပြီ။သူသည်ရန်ကုန်မြို့စမ်းချောင်းမြို့နယ်တွင်တမတော်ပင်စင်လစာအနေငယ်ဖြင့်အခြေဆိုင်နေရတော်သည်။မကြာမီ တမတော်သည် KMD ရှစ်စင်ရေးသတင်းလွှာကို ပုံနှိပ်ထုတ်ဝေဖြန့်ချီခဲ့သည်။ထိုသတင်းလွှာတွင်ဘိုးကျော်သောအမည်လုံးဝဖော်ပြခြင်းမရှိဘဲသောသောအထုတ်ဆောင်ပြီးပြုံးဖြဲဖြဲဖြစ်နေသောဘုံနေဝင်းကိုသာရှေတန်းစစ်မြေနာကိုစစ်ဆေးပြီးလိုအပ်သလိုညွှန်ကြားအမိန့်ပေးနေပုံဟု ဖော်ပြခဲ့လေသည်ဤတွင်အားလုံးမှာမျက်လုံးပြူကြတော့သည်ဘူနေဝင်းမှာ KMT ထုစစ်တွင် လုံးဝပါဝင်ခြင်းမရှိခဲ့ သူသည် ရန်ကုန်မြို့ပြင်တော်မှခြေမကြုံခဲ့ဘူးလေတနင်္ဂနွေနေ့တိုင်းမြို့တော်မြင်းပြိုင်ပွဲ၌သူ့ကို သူဤကိုပိုင်ရှုစင်တွင် မြင်တွေ့ရစမြဲဖြစ်သည်တမတော်၏အထင်ကရနေရာယူလာမှုသည်ချက်ချင်းဖဆပါလအတွင်ရောင်ပြန်ဟပ်လေတော်သည် ဖာဇာဘလာကစင်ကရဲ့ပြုတ်ကွဲမြီကိုစိုးရင်တော့ဥနုသည်ဖာဇာဘလာမှာရခိုင်ကဲ့သို့နိုင်ငံရေးပါတီအဖွဲ့အစည်းများကိုစုစည်းထားသောတပ်ဦးမဟုတ်တော့ပဲညီညွတ်တိတ်သေးသောနိုင်ငံရေးပါတီတစ်ခုဖြစ်ကြောင်းပြောဆိုကြေညာခဲ့သည်မမပြည်ဆိုရှယ်လစ်ပါတီခေါင်းဆောင်ဥပဆွေဦးစီးပြီးဒုဝန်ကြီးချုပ်ဦးကျော်ငြိမ်အားပေးထောက်ခံသောအုပ်စုကမူနိုင်ငံရေးတွေတက်မတော်ပုံမူပါဝင်ဆောင်ရွက်ရေးကိုလှူလာခဲ့ကြသည်ဦးကျော်ငြိမ်မှာ တစားတစားအင်အားကြီးထွားလာတော့တမတော်ဘက်သို့ရိမ်းရိုင်လာခဲ့သည်။၎င်းတို့သည်1958ခုနှစ်မတ်လတွင်အာဏာရပါတီမှခွဲထွက်ခဲ့ကြသည်။ဘားဆွေကျော်ငင်းအုပ်စုသည်တင်မြဲဖားစားပါလားဟုအမိခံယူပြီးဦးနှွေဤပင်မအုပ်စုမှတန်ရှင်းဖားစားပါလားဟုအမိတွင်ခဲ့သည်။တီမြဲသည်၎င်းတို့အားတက်မတော်မှထောက်ခံအားပေးချောင်းကိုပွပွန့်လင်းလင်းပြောဆိုလာတော်သည် 2028ရက်နေ့ပုနုနဲ့ပါလီမန်ကနိုင်ငံတော်အာဏာကိုစစ်ဦးစီးကြောက်ဘိုးချုပ်ကြီးနေဝင်ဦးစီးသောအိမ်ဆောင်အစိုးရလက်သို့ပြောင်းပြောင်းပေးလိုက်ပြီးနောက်မြန်မာပြည်၏နိုင်ငံရေးအခြေအနေသည် ပွေလီရှုပ်ထွေးလာခဲ့သည်အိမ်ဆောင်အစိုးရအဖွဲ့တွင်ဘုံမှုချုပ်အောင်ကြီးဘုံမှုချုပ်တင်ဖေဘုံမှုကြီးကျော်စိုးတို့အပြင်ဘုံနေဝင်၏နှိစက်သော အပေါင်းဖော်များစွာပါဝင်သည်မမျော်လင့်သောရှောင်းတခင်ဆရာနာတိုင်ချင်းကို အော်တိုဘာလ31ရက်နေ့တွင် ါလီမန်၌ဘိုနေဝင်းကအောက်ပါအတိုင်းရှင်းလင်းတင်ပြခဲ့သည်။သဘောများရဲ့တိုက်ခိုက်ထိုးနှက်မှုဟာပုံမှုများပြလာပြီးနိုင်ငံရေးမှန်တိုင်းပြုတ်ကွဲလာပါတယ်။1948 49ကလိုပြည်ထောင်စုကြီးရေတိမ်နှစ်တုံးမြီအခြေမျိုးတို့မရောက်ရှိစေရန်အရေးယူဆောင်ရွက်ဖို့လိုအပ်ပါတယ်။ဒါကြောင့်ဒီလိုအဖြစ်မျိုးထပ်မံမဖြစ်ပွားစေဖို့ကျွတင်ကာကွယ်စောင့်ရှောက်ရန်တမတော်အပေါ်တာဝန်ရှိလာသည်နှင့်အညီ ။တမတော်ကကြောက်ရောက်လာသောတာဝန်ကိုထမ်းဆောင်ရခြင်းဖြစ်ပါသည်တဲ့။တနေ့ကြာတွင်ထုတ်ပြန်သောအိမ်ဆောင်အစိုးရ၏ဝါဒဖြန့်စာတမ်းတစ်ခုတွင်ပါလီမန်ကတမတော်အားတိုင်းပြည်၏ငြိမ်ဝှန်းပြည်ပြောင်းမှုကိုပြန်လည်ထိန်းသိမ်းရန်၎င်းလွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲအမြန်ဆုံးကျင်းပနိုင်မည့်အခြေအနေများကိုဖန်တီးပေးရန်၎င်းတရားဝင်တာဝန်ပေးခဲ့ကြောင်းရေးသားဖော်ပြခဲ့သည် ထို့သောစစ်တပ်ကမိုးကြီးလေကြီးပြောခြင်းမှာဖဆပါလအတွင်ငင်းကုံပြောဆိုဝေဖန်မှုများထက်ပို၍ရှုပ်ထွေးသည်ဟုလေ့လာသူများကမြင်ကြသည်အာဏာရပါတီနှစ်ပိုင်းကွဲသည်မှာမှန်တော်လဲတပုံများသည်စိုးရိမ်လောက်သောအနေအထားတွင် လုံးဝမရှိချေထို့ပြင် တိုင်းပြည်တွင် အခြေအနေအားလုံးခြုံကာလက်ရွာအေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေးတို့သည်ထူးထူးခြားခြားချို့ယွင်းပြက်ပြားလာသည်ကို ထောက်ပြနိုင်ဖို့မှလည်းခဲယဉ်လာသည် အစိုးရ၏တည်ငြိမ်မှုကိုတခုရီးသောစိန်ခေါ်ချက်မှာဆရာနာမသိမီလေးတွင်ပါလီမန်သို့တင်သွင်းခဲ့သောအစိုးရအပေါ်အယုံကြည်မရှိအဆိုပင်ဖြစ်သည်ထို့ဆိုတွင်ဦးနုသည်ပါမညာတာနှင့်လူနည်းစုတိုင်းရင်းသားအမတ်များ၏ထောက်ခံမှုကိုရယူပြီးခုနှစ်မဲအတာဖြင့်အောင်နိုင်ခဲ့သည်လူများစုဗမာအမတ်များမှဦးနု၏ပြိုင်ဘက်တင်မြဲကိုထောက်ခံခဲ့ကြသည်မည်သို့ဖြစ်စေဦးနှုတ်သည်ပါလီမန်၏ပုံမှန်စည်းဝေးများကိုမရင်ဆိုင်လိုတော့ချေ တဏှာရေးနှင့်အခြားပြဿနာများကိုအတိပြုဆုံးဖြတ်ရန်လိုအပ်နေသည်ဖြစ်ရာပုလူသည်ဘုန်းနှင်းအားတောင်းဝန်လွှဲပေးပြီးမိမိယာတို့မှနှုတ်ထွက်ပေးမည်ဟုကမ်းလန်းကဘုန်းနှင်းအကြိုက်လိုက်ခဲ့သည်ပုလူသည်မန္တလေးမှရန်ကုန်သို့ မိသိမောဖြင့်အလာခရီးတွင် အာနာသိမ့်မည်တရင်ကို ကြားသိရခဲ့ကြောင်း၎င်း၏ကိုယ်တိုင်အထုပ်ပတ်သည့်တာတေစနေသားစာအုပ်တွင်ဖော်ပြခဲ့သည်အနာတိုင်းရဲ့လောက်ကျန်သူများမှာမိသူမိဝါဖြစ်တယ်ကိုမသိရကြောင်းတရင်တစ်ခုအစိုးရ လောက်ကျန်သူများမှာပြည်ဆောင်ရဲတပ်ဖွဲ့ဖြစ်ပြီးအခြားတရင်တရက်ကစစ်တပ်အတွင်းမှအုပ်စုတစုကထကြွပုံကံရန်စီစဉ်နေကြောင်းမိမိသည်ထိတ်တရင်ဆိုင်မှုကိုမလိုလားသဖြင့်စစ်တပ်အနေနဲ့6လအတွင်းအထူးထူးရွေးကောက်ပွဲကျင်းပပေးရန်သဘောတူပါကမိမိအနေနဲ့စစ်တပ်အားအာဏာလွှဲပေးရန်အစဉ်သင့်ရှိသည်ဟုပြောကြားခဲ့ကြောင်းထို့ပြောင်းလဲမှု၏အကျိုးတရားမှုများမြည်တို့မြည်ပုံရှိလာမည်ကိုစစ်တပ်ကတိုင်းပြည်ကိုအုပ်ချုပ်တဲ့အခါမှာ စစ်ဖွဲ့စည်းတစ်ခုအနေနဲ့အုပ်ချုပ်မှာပဲအခုချိန်မှာတော့လူလူကစစ်သားတွေကိုကာကွယ်စောင့်ရှောက်သူတွေအဖြစ်သဘောထားကြတယ်။အာဏာသိမ်းပြီးတဲ့နောက်မှာတော့မလို့တမာနဲ့ကြည့်ကြတော့မယ်။နိုင်ငံရေးအရဆိုရင်စစ်တပ်ကိုဖိတ်ခေါ်တဲ့ပါတီအပေါ်မှာတခိုးတရိုးကန်းသူအဖြစ်မြင်ကြတယ်။ဒါဟာကိုယ့်လယ်ဘင်းကိုကျောခွင့်စစ်သားနဲ့အတူတူပဲဟု အလေးအနက်တွေးခဲ့ကြောင်းစသဖြင့်ရေးသားခဲ့တယ်။ကျောင်းလာအတွင်းညင်ဝပြပြရေးကို တိရောက်ပေးမည်ဟုကတိပေးခဲ့တော်လဲအိမ်ဆောင်အစိုးရသည် မှခံခဲ့တော့အထွေထွေရွေးကောက်ပွဲများပြီးဆုံးသည့်1960ခုဒီဇင်ဘာလကျမှသာအယက်သားအစိုးရအားအာဏာပြန်လွှဲပေးခဲ့သည်ထို့တော်တွင်စစ်တပ်သည်မမျှော်လင့်သောလုပ်ရပ်များကိုလုံဆောင်ခဲ့သည်ချုပ်ထွေးနေသောအခြေအနေကိုအခွင့်အောင်းယူရန်တောင်းကျမ်းသူများကစီစဉ်နေကြသည်ဟုပြောကြပြီးလမ်းနက်ချလာသည်ဟုဆိုသောတပုံများ၏အမည်စရင်းများဖန်ဆီးရမိသောလမ်းနက်ပုံစရင်းများထုတ်ဝေဖြန့်ချပြီးနောက်အစိုးရ၏အုပ်ချုပ်ရေးရန်တရားကို မိတို့ပြန်လဲအသက်သွင်းပေးခဲ့ပုံပြည်သူလူထု၏စိတ်ဓာတ်ကိုမိတို့မြင့်တင်ပေးခဲ့ပုံစသည်တို့ကိုပြည်သူတို့ထံအစီရင်ခံခဲ့သည်1958ခုနိုဝင်ဘာလ29ရက်နေ့တွင်ထုတ်ပြန်ခဲ့သောအထူးကြေညာချက်၌ရန်ကုန်မြို့တော်ကိုတန်ရှင်းရမည်ဟုပါရှိသည်။လမ်းပေါ်မှာအမိုက်များကိုရှင်းလင်းစေပြီးအိမ်များကိုလည်းစေတုပ်စေသည်။ ပြည်တွင်းစစ်ကြောင်းရန်ကုန်မြို့နှံခိုလုံနေထိုင်လျက်ရှိသောဒုက္ခသည်တသိန်း6500တို့၏တဲဆုပ်များကိုဖြိုဖျက်ပြီးမြောက်အောက်ကလာပါတောင်အောက်ကလာပါနှင့်ပဇွန်နောင်ချောင်းတပတ်ကမ်းမှတာဂိတအစသည့်မြို့တော်စင်ကြေဘုံရှိမြို့သစ်များ၌နေရာချပေးခဲ့သည်သူတို့ပြောင်းရွှေ့နေရခြားထားပေးမှုကြောင့်စိတ်ကန်းအလုပ်သမားများချမ်းသာသောအိမ်များမှအိမ်စီများစိတ်ကားသမားများသို့မဟုတ်နေစားအလုပ်သမားများအဖြစ်လောက်ကင်ဆောင်ရွက်ကြသောမြို့တော်အတွင်နေထိုင်ခဲ့ကြသည့်ဆင်းရဲသားများသည့် ဝေးလံသောမြို့စုံရက်ွက်များသို့ရောက်ရှိသွားကြသည်တောကရန်ကုန်မြို့လယ်တွင်မြို့နေလူလက်တန်းစားနှင့်နိုင်ငံသားများအတွက်ပုံမူပြောင်းဝေးပွဲရာဖြစ်လာတော့လဲအထားပြဒနာများပေါ်ပေါက်လာခဲ့သည်နေချင်းညချင်းပင် အလုသမားများအတွက်အလုခွင်ဆင်းရန်စရိတ်စကားပူကြီးလာတော့သည်နေသားအလုသမားများမှာရှင်သန်နေထိုင်ဖို့မဖြစ်နိုင်လောက်အောင်ပင်အခြေအနေဆိုးလာခဲ့သည်ဤသို့ဖြင့်အလုသမားလူတန်းစားတို့နေထိုင်ရာမြို့သစ်များသည့် စစ်တပ်စန့်ကျင်ရေးစိတ်ဓာတ်မွေးဖွားရာဒေသများဖြစ်လာခဲ့ဒီမှာအံ့ဖွယ်မဟုတ်ပေ1960ခုနှစ်ဖေဖော်ဝါရီလနဲ့မတ်လတို့တွင်ကတိပြုခဲ့သောအထွေထွေရေကောက်ပွဲကို ကျင်းပဖြစ်ခဲ့သည်တမတော်အားလုံးဝကြားနေရန်ဘိုးနေဝင်းကအမိန့်ပေးထားခဲ့သည်ဦးနုသည်တင်ရဲဖာစာပါလာအားစစ်တပ်မှထောက်ခံ အားပေးသည်ဟုဆွဆွဲနေခဲ့သည့်ကြားကရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည် ပါသည်ဟုနမတိခံယူလိုက်တော့သူဤတန်ရှင်းဖစပါလာသည်မဲ52ရာဂိုင်းနှုန်းရရှိခဲ့ပြီးတိမြဲဖစပါလာမှာ37ရာဂိုင်းနှုန်းနဲ့ပမညာတမှာ9ရာဂိုင်းနှုန်းရရှိခဲ့သည်မဲဆန္ဒရှင်များမှာ1956ခုနှစ်ရွေးကောက်ပွဲမှာထက်နှစ်ဆခန့်တိုးလာခဲ့သည်အစိုးရသည်ပထမဦးစွာရင်ဆိုင်ဖြည့်ရှင်းရသော ပြဿနာများတွင်ဒီမိုကရေစီကိုအန္တရာယ်ဖြစ်စေမည့်ပြဿနာများပါရှိပြီး 1958-59ခုနှစ်တွင် ရှမ်းကျောင်းသားတို့သည် တောခိုသွားကြကပြည်တော်စုတွင်မှရှမ်းမျိုးသားတို့၏ခွဲထွက်ပိုင်ခွင့်ကိုလက်တွေ့ကျင့်သုံးရန်တောင်းဆိုကြသည်ရှမ်းအမည်ဖြင့်နွမ်စစ်ဟာဟုခေါ်သောရဲရင်လူငယ်စစ်သည်အဖွဲအောက်တွင်စုစည်းထားသော ရှမ်းတဘုံအင်အားရာပေါင်းအနည်းငယ်ခန့်သာရှိပြီးထိုင်းနယ်စပ်အနီးရှိပထောင်း၌အခြေစိုက်စခန်းချထားသည်လူရင်းရဲနေစီကမူ လက်ရှိသဘုံများကိုအောင်မြင်စွာနှိမ်နင်းနေသည့်ကြားမှသဘုံအစ်စ်တစ်ခုပေါ်လာခြင်းပင်လျင်စိတ်မအေးစရာဖြစ်ခဲ့သည်ဗမာပြည်ကမြနစ်ပါတီ၏တပ်များမှရခိုင်တောင်တန်းများတွင်၎င်းရန်ကုန်မြို့မြောက်ဘက်ပဲခူးယုံမှတောင်တန်းများတွင်၎င်းအရှိတောင်ပိုင်းတွင်တနင်္လာရီတိုင်း၌၎င်းလှုံရှားနေကြသည်သည်ပကိုးယုံမဒေတာကိုဗမာရန်အန်းနယ်ဖြင့်တိဆောက်ရန် CPB တို့တစ်ချိန်ကစိတ်ကူးခဲ့ကြသည် တိုက်ပွဲငယ်များမုံဖောက်ကွဲမှုများမကြာခဏဖြစ်ပွားတော်လဲ1960ခုနှစ်များတွင် CBB တို့အင်အား ਨੇ ပါလွန်လာသည်ဖြစ်ရာမမတမတော်ကိုမမေရရတိုက်ခိုက်နိုင်ခြင်းမရှိခဲ့ချေနေဝင်းအိမ်ဆောင်အစိုးရ၏ညညာချက်အရ1958ခုတွင် CBB အင်အားမှာ1300အထိ ရော့ကျသွားသည်တကယ့်အင်အားမှာရင်းဤနှစ်ဆရှိမည်ဖြစ်တော်လဲ1940 50ခုနှစ်များတွင် တော်လန်ပုံကံမှုအချိန်အမြင့်ဆုံးကာလတွင်ရှိသော CPP အင်အား1000မှ1500နှင့်နိုင်စာလျင်ပွာဟလုံးလာသည် CPP ကေတာ140ခန့်သည်1950ခုနှစ်များကပင်တရုတ်ပြည်၌အခြေပြုနေခဲ့ကြသော်လည်းထိုကာလ၏ Peking Policy မှာမြန်မာပြည်တွင်ရှိ CPP တပုံတပ်ဖွဲ့များကိုအခုညီမပေးရဖြစ်သည်ဘူးနိုအစိုးရနဲ့ဆက်ဆံရေးမှာကောင်းမွန်သည့်အပြင်ကီလိုမီတာ2180ရှည်လျားသော တရုတ်မြန်မာနယ်စပ်တလျှောက်လုံးတွင်တိတိကျကျနယ်မြေပိုင်းခြားသတ်မှတ်နိုင်ခဲ့ခြင်းမှာလဲတမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်သည်တို့ရတွင်1962ခု၌ရှမ်းမြားနီးတူမြန်မာပြည်မြောက်ပိုင်းရှိကချင်လူမျိုးတို့သည်လည်းကချင်လွတ်လပ်ရေးတမတော် KIA ကချင် Independent Army ကိုထူထောင်ကာအစိုးရကိုတိုက်ခိုက်လာကြသည်အထက်ကတိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်များကမူပုံမကျပြန့်သောကိုပိုင်အုပ်ချုပ်ရေး Greater Autonomy နဲ့ လက်လူရှုထားသောနေကြားဒေတာများအတွက်ခွင့်ပြုတွတ်တက်ရေးစီမံကိန်းများကိုတောင်းဆိုကာနိုင်ငံရေးအရပြဿနာများကိုဖြေရှင်းရန်ကြိုးစားခဲ့ကြသည်။ဤဖြစ်ရပ်များကိုအခြေတည်ပြီးဦးနုကမခရာပြုသည့်အစည်းအဝေးတစ်ရပ်ကိုရန်ကုန်မြို့၌1962ခု ဖေဖော်ဝါရီလတွင်စတင်ကျင်းပခဲ့ရာဗိုလ်ချုပ်ကြီးနေဝင်းကအခွင့်ကြုံသည်နှင့်ခြေဆောင်ပြည့်ဝင်ပြီးမတ်လ2ရက်နေ့တွင်အာဏာသိမ်းခဲ့သည်